အားလုံးပဲမင်္ဂလာပါမနက်စောစောကားကိုဆန်နိုးပြီးတန်းထွက်မှဆိုလို့ရှိရင် ဖြစ်လာနိုင်တဲ့ဆိုးကျိုးနှစ်ခုကြောင့်ဒီနေ့ဘူးသူရပြင်းမြောက်ပြင်းနေတာဖြစ်ပါတယ်နံပါတ်1ကတော့အင်ဂျင်တက်တန်းကိုတိုးစေနိုင်ခြင်းဖြစ်ပါတယ်အခုနောက်ပိုင်းမော်ဒယ်မင်ကားတွေမှာတက်စင်ထားတဲ့အင်ဂျင်တွေကပူလွန်းရင်လည်းမကောင်းဘူးအေးလွန်းရင်လည်းမကောင်းပါဘူးသူ့ရဲ့ပုံမှန် အပူချိန်လို့ခေါ်တဲ့ normal operation temperature အတွင်းမှာရှိနေမှာအင်ဂျင်ရဲ့ performance ကောင်းကောင်းနဲ့လည်ပတ်နိုင်တာဖြစ်ပါတယ်ဒါကြောင့်မနက်စောစောသို့မဟုတ်ရက်ထားတာကြာတော့တဲ့အချိန်မှာ ကားကိုဆက်နှိုးလိုက်မယ်ဆိုလို့ရှိရင်အင်ဂျင်ကပုံမှန်ဘူးချင်းကိုမရောက်သေးတဲ့အတွက်ဆလိုးကအရန်များနေမှာဖြစ်ပါတယ်။အဲ့ဒီချိန်မှာကားကိုဆက်နှိုးပြီးတန်းထွက်လိုက်မယ်ဆိုလို့ရှိရင်အင်ဂျင်ကမလိုအပ်ဘဲနဲ့လှုပ်အရန်ဆွဲရတာဖြစ်တဲ့အတွက်ရေရှင်မှာအင်ဂျင်ဆက်တန်နေကျန်းလာနိုင်တယ်လို့အင်ဂျင်တက်တန်းကိုလည်းတိုးစေနိုင်ပါတယ်။နံပါတ်2ချက်ကတော့ဂီယာပေါက်ပျက်စီးနိုင်ခြင်းဖြစ်ပါတယ်။ မနက်စောစောတို့မဟုတ်ရက်ထာတာကြာတော့တဲ့ချိန်မှာကားကိုဆက်ပြန်နှုတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ engine control module လို့ခေါ်တဲ့ ECU ကသူ့ကို program သွင်းထားတဲ့အချိန် engine ကိုလေပတ်စေတာဖြစ်ပါတယ်။အဲ့ဒီချိန်မှာကျွန်တော်စောစောကပြောခဲ့သလိုပေါ့နော် RPM လို့ခေါ်တဲ့ engine slow ကလည်းအရင်များနေမှာဖြစ်ပါတယ်။အဲ့ဒီလို engine slow အရင်များနေတဲ့ချိန်မှာ gear ကိုထိုးပြီးတော့ကားကိုတန်းထွက်မယ်ဆိုလို့ရှိရင် gear ဆောင်တာတို့ gear ဝင်ကျန်းတာတို့စတာတွေဖြစ်လာနိုင်တဲ့အပြင်ရေရှည်မှာ gear ဘောက်ကိုပဲပြည့်စည်စေနိုင်ပါတယ်။ဒါကြောင့်ကားကိုဆက်စနှုတ်မယ်ဆိုလို့ရှိရင် engine ပုံမှန်ပူချိန်ရောက်တဲ့အထိ 3မိနစ်ဝန်းကျင်လောက်ဆက်ကိုနှိုးထားပေးတင်ပါတယ်။အဲ3မိနစ်ဝန်းကျင်လောက်နှိုးထားပြီးတာနဲ့ကျွန်တော်တို့ဒိုင်ခွက်မှာရှိတဲ့ RBN လက်တံလေးရာလည်းတစ်အောက်ကိုရောက်သွားမယ်။ဟီးဂိတ်လို့ခေါ်တဲ့ဟီးလက်တံလေးရာလည်းအင်ဂျင်ပုံမှန်ပူချိန်ကိုရောက်လာတာဖြစ်တဲ့အတွက်အပေါ်လေးကိုနည်းနည်းလေးတက်လာမယ်။အဲကျွန်တော်မော်ဒယ်မင်ကားတွေမှာတော့ဒီဟီးဂိတ်မပါတဲ့အတွက်ပိုးမီးလေးရာလည်းပျောက်သွားမယ်ပေါ့နော်။အဲ့ဒီချိန်ကျမှကားကိုဂီယာထိုးပြီးတော့တန်းပြီးတော့ထွက်တင်ပါတယ်။အဲအဲ့လိုမဟုတ်ဘဲနဲ့ မနက်စောစောတုံးမရထတာကြာသွားတဲ့အချိန်မှာကားကိုဆန်နှိုးပြီးတန်းထွက်လိုက်မှဆိုလို့ရှိရင်ကျွန်တော်စောစောပြောခဲ့တဲ့အင်ဂျင်သက်တမ်းတွေတိုးနိုင်တယ်ဂီယာဘော့တွေထိခိုက်ပျက်စီးနိုင်တယ်စတဲ့ဆိုးကျိုးတွေကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့အင်ဂျင်သက်တမ်းတွေဂီယာဘော့သက်တမ်းတွေကြာရှည်သွားအသုံးပြုနိုင်ဖို့အတွက်အထက်ပါတစ်ချက်ကိုပူဇူတာအပြင်မျှဝေပေးခြင်းဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကအကျိုးတစ်စုံတစ်ရာရရှိခဲ့တယ်ဆိုလို့ရှိရင် comment မှာ yes လို့မန်းကလေးလို့ရပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ